မင်္ဂလာပါຫນွေဦးနယမ2025ခုနှစ်ဇွန်လ9ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီအစဉ်ခံပါတော့မယ်ခင်ဗျာကျွန်တော်တောက်ကြပါသတင်းကောင်းစေဗိုလ်မှူးချုပ်ဟောင်းကိုရှင်းလင်းကိတူများအားဖမ်းမိရေးရန်ကုန်ဘုံကြီးကျောင်းများပါပြစ်မှတ်ထားလူရှာနေခြင်းဗိုလ်မှူးချုပ်ဟောင်းချွတ်ထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းကိတူများအားဖမ်းဆီးရမိရေးအတွက်ရန်ကုန်မြို့ဘုံကြီးကျောင်းများကိုပါပြစ်မှတ်ထားကလူရှာဖွင့်နေကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်ဟာဗိုလ်မှူးချုပ်ဟောင်းချွတ်ထွန်းအောင်ရှင်းလင်းခံရပြီးနောက် ရန်ကုန်စင်ကြီးဖုံးမြို့နယ်အတွင်းများမှာစစ်ဆေးရှာဖွေခြင်းဘက်ထရီစပိန်များကိုဖမ်းဆီးခြင်းတို့ပြုလုပ်နေသလိုယခုအခါဘုံကြီးကျောင်းများကိုပါပြစ်မှတ်ထားလူရှာနေကြောင်းရန်ကုန်အခြေစိုက်ရဲတရင်အရင်မြစ်ထံကနေသိရှိရပါတယ်။တရက်တော်တို့လိုစမ်းကြောင်းလိုကျောင်းတိုက်တွေအများကြီးရှိတဲ့နေရာတွေကိုအစစ်ဆိုပြီးတရားစစ်တာဟန်ပြလောက်တာမဟုတ်ဘူး။နေပြည်တော်ကဆွတ်ထောင်းနေတော့အလုတ်တွေလည်းအတင်းလုတ်ပြဖမ်းမိဖို့လည်းအသေးအတန်ရှာနေကြတယ်။ရှာမတွေ့ရင်တွေ့တဲ့လူကိုဇလန်းစင်ထိုးချမဲ့အနေရရှိနေတယ်လို့၎င်းကဆိုပါတယ်။ ဇွန်လ2ရက်နေ့ည10:00နာရီကျော်ကစမ်းကြောင်းမြို့နယ်အထက်ကလေးကျောင်းပေးမှရှိတဲ့ဥယျာဉ်ကျောင်းလမ်းထဲမှာစစ်ကား single cab နစီအင်စည်းကားအဖြူတစီရဲစလုံးကားတစီတို့နဲ့စစ်အုပ်စုဝင်များရောက်ရှိလာကဘုံကြီးကျောင်းများထဲမှာ SS ဝင်နေကြောင်း Rangoon Scout Network ကထုတ်ပြန်ထားပါတယ်။မြို့စုံတွေကဘုံကြီးကျောင်းတွေလည်းစစ်တယ်။စစ်တပ်ကဘုံကြီးတွေကိုလည်းမယုံဘူးလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ဘုံမှုကျောင်းချုပ်တွန်းအောင်ကိုဘက်ထရီစပိန်စီလာသူနှစ်ဦးက ြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်ပေါ်လာပြီးနောက်စစ်ကောင်စီကရန်ကုန်မြို့တော်စီပင်နယ်နိမိတ်အတွင်းထဲမှာဘက်ထရီ စပိန်စီးနှင်းမှုများကိုလိုက်လံဖမ်းဆီးငွေညှစ်နေသလိုယခုအခါစီပင်နယ်နိမိတ်ပြင်ပအထိပါဘေးတွဲနောက်တွဲဆိုင်ကဲ e-bike နဲ့ဘက်ထရီစပိန်တို့အားဖမ်းဆီးလျက်ရှိပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူပုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကို မေလ22ရက်နေ့နက်ပိုင်းမှာရန်ကုန်မြို့မရန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်ရွှေနှင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့အိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warriors ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးယခုထိတိုင်ပြစ်ခတ်သူများကိုဖမ်းမမိသေးကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ကမ်ဘလူးမြို့ပေါ်မှာအယက်မူပြီးသွေးတစ္ဆာတခြင်းဆူခဲ့တဲ့ចောင်းဦးကြီးအပါအဝင်၃ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းကမ်ပလူမြို့ပေါ်လမ်းတလျှောက်မှာအရင်မူပြီးသွေးတစ္ဆာတခြင်းဆူခဲ့တဲ့ကျောင်းအုပ်ကြီးအပါအဝင်၃ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။ကမ်ပလူမြို့အာတကတ်တဲ့ကျောင်းအုပ်ဆရာကြီးဦးမုထွန်းအထက်တန်းပြဆရာဦးစိုးတင်နဲ့ကျောင်းဆောင်ဦးညွန်ဝင်းတို့ဟာခံမှန်းမေလ22ရက်နေ့ညနေမှာ KDV နဲ့ဘီယာဆိုင်မှအပြန်ဆိုင်ကယ်စီးရင်မြို့ပေါ်လမ်းတလျှောက်မှာသွေးတစ္ဆာတခြင်းအော်ဆူခဲ့ကြရ၎င်းတို့၃ဦးကိုမေလ28ရက်မှာစစ်ကောင်စီက နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ကျောင်းဝင်းအတွင်းမှာလာရောက်ဖမ်းဆီးသွားကြောင်းကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကဇွန်လ၄ရက်နေ့ညကသတင်းထုတ်ပြန်ပါတယ်။အခုလက်ရှိအတက္ကတက်မှာကျောင်းအုပ်ကြီးလည်းဖြစ်နေတာရဲ့ကျန်တဲ့နှစ်ယောက်ကလည်းအထက်တန်းပြနဲ့ကျောင်းဆောင်ဖြစ်နေတော့မြို့ပေါ်ကလူတွေလည်းအံ့ဩနေတာအဲဒီကမိန်းလန်းပေါ်မှာနေတဲ့လူတွေအကုန်တိတယ်အတူအဆန်းဖြစ်လို့ထွက်တောင်ကြည့်ကြတယ်ပြီးတော့သူတို့နေတဲ့ကျောင်းမှာလည်းအဆောင်ပြူတွေရှိတယ်လေအဲဒီကကျောင်းမှာခံဝန်ထိုးခိုင်းတယ်လို့ပြောတာပဲချက်ချင်းမဖန်ဘူး 29ရက်နေ့ကမှနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုပြီးအထက်ကတဲ့ကျောင်းဝင်းအတွင်းမှာလာဖမ်းသွားတာလို့ကမ်ဘလူမျိုးခံတဦးကဆိုပါတယ်။ကျောင်းအုပ်ကြီးဦးမိုးထွန်းဟာတက်စင်နယ်ဘက်ကဖြစ်ပြီးကမ်ဘလူမှာတာဝန်ကျသူမှမကြသေးကြောင်းအထက်ကတဲ့ကျောင်းဝင်းအတွင်းထဲမှာ၎င်းရဲ့အမျိုးသမီးနဲ့အတူနေတိုင်ပြီးယခုအခါအမျိုးသမီးမှာတက်စင်ဘက်ကိုပြန်သွားကြောင်းသိရှိရပါတယ်။ရင်းဒေတာအတွင်းမှာပြူစော့တီခေါင်းဆောင်ဖုန်းကြီးဝါတဝါရဲ့အမိန့်နဲ့၎င်းတို့၃ဦးကိုပြန်လွတ်ပေးမယ်လို့ပြောပေမဲ့ ယခုအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍မြန်မာကို American ပြည်ဝင်ခွင့်လုံးဝရပ်ဆိုင်းကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ American နိုင်ငံသားများရဲ့လုံခြုံရေးအတွက်မြန်မာအပါအဝင်နိုင်ငံ17နိုင်ငံကိုပြည်ဝင်ခွင့်လုံးဝရပ်ဆိုင်းလိုက်ကြောင်းအင်ဂျူတော်ကယမန်နေ့ဇွန်လ၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် American နိုင်ငံကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားများအနက် B1 B2 visa နဲ့ဝင်လာသူ29.3ရာခိုင်နှုန်းဒီလကောက် FMJ visa နဲ့ဝင်လာသူ52တသမ1000ရာခိုင်နှုန်းဒီ၎င်းတက်တန်းကျော်လွန်ကနေထိုင်နေကြကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံဟာအမေရိကန်မှပြန်ပို့လိုတဲ့မြန်မာနိုင်ငံသားများကိုလက်ခံရန်တာဝန်မယူတဲ့မှတ်တမ်းလည်းရှိကြောင်းဆိုပါတယ်။ထို့ကြောင့်မြန်မာနိုင်ငံသားများကိုတရားဝင်ဖြစ်စေတရားမဝင်ခြင်းနီးလမ်းဖြင့်ဖြစ်စေအမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်လုံးဝရပ်ဆိုင်းကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ B1 visa ကတော့စီးပွားရေး visa ဖြစ်ပြီး B2 visa ကခီးသွွား visa ဖြစ်ကယင်း visa နဲ့ American နိုင်ငံထဲမှာ6လထိ နေထိုင်권ရရှိနိုင်ပါတယ်။ F visa ကတော့ကျောင်းသား visa M visa ကတက်မွေးပညာသင်ရန် J visa က scholarship ရရှိသူများနဲ့ professor များစသည့်သူများအတွက်ရရှိတဲ့ visa ဖြစ်ပြီးသတ်မှတ်ထားတဲ့နေပယ်ပညာသင်ကြားမှုအစီအစဉ်ရနေထိုင်권ရရှိမှာဖြစ်ပါတယ်။သူ visa များနဲ့နေထိုင်သူမြန်မာနိုင်ငံသားတချို့ဟာရက်ကျော်နေထိုင်နေကြခြင်းဖြစ်တယ်လို့ American ကဆိုပါတယ်။ မြန်မာနိုင်ငံဤသူအာဖဂန်နစ္စတန်ချက်ဂွန်ဂိုအီကွေတာတိုရာဂီနီအီရီတရီးယားဟေတီအီရန်လေဗျာဆူမာလီယာဆူဒန်နဲ့ယီမန်နိုင်ငံများကိုပါအပြည့်အဝပြည်ဝင်ခွင့်ပိတ်ကြောင်းအကြောင်းပြချက်ကိုနိုင်ငံချင်းအလိုက်ဖော်ပြထားပါတယ်။ဒါပြင်လာအိုဘရွန်ဒီကျူဘာဗင်နီဇွဲလာစီရာလီယွန်တိုဂိုတာကမင်းနစ္စတန်နိုင်ငံတို့ကိုလည်းဒစိမ့်တစ်ပိုင်းပြည်ဝင်ခွင့်ပိတ်ကြောင်းဖော်ပြထားပါတယ်။နိုင်ငံသားအကြံဖတ်ခံရမှုမှာ အမေရိကန်နိုင်ငံသားများကိုအကာအကွယ်ပေးရန်နဲ့အမျိုးသားလုံခြုံရေးအတွက်ပြည်ဝင်ခွင့်တားမြစ်ရခြင်းဖြစ်တယ်လို့အမေရိကန်သမ္မတထရမ့်ကပြောကြားခဲ့ပါတယ်ခင်ဗျာဆက်လက်၍စစ်ကောင်စီတပ်ဖွဲ့ရဲ့မြေအောက်လက်နက်တိုက်တစ်ခုကို KNU PDF ပူးပေါင်းတပ်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တေဘောဘူးကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KNU PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရမှာအဆိုပါတပ်စခန်းမှာရှိတဲ့မြေအောက်လက်နက်တိုက်တစ်ခုကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များကအတိပြုပြောဆိုပါတယ်။ထွက်ပေါ်လာတဲ့ရုတ်တံဖိုင်မှာတိမ့်စိရမိတဲ့လက်နက်တိုက်ကို Cobra စစ်ကြောင်းမှုဗိုလ်တော်ဦးဆောင်က ရှင်းလင်းနေတာကိုတွေ့ရပြီးမြေတိုက်ဘန်ကာအနေနဲ့ဆောက်လုပ်ထားခြင်းဖြစ်ကလက်နက်များစွာကိုတူလောင်ထားတဲ့နေရာဖြစ်ကြောင်းရှေ့တန်းရဲဘော်တအုပ်ကပြောပါတယ်။1969ခုနှစ်မှစတင်ကစစ်တပ်ဝင်ရောက်တပ်ဆွဲထားတဲ့တေဘောဘုတပ်စခန်းကိုဇွန်လ3ရက်နေ့ည7:00နာရီအချိန်မှာတက်မဟာ6ဦးဆောင်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNU ဗဟုက ထုတ်ပြန်ထားပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ဟာတိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုအပြည့်အတိုင်ဖယ်ရှားရှင်းနေမဲ့စစ်စင်ရေးကြီးတစ်ခုကိုဆင်နွှဲနေခြင်းကြောင့်လက်ရှိမှာတိုက်ပွဲများပြင်းထန်နေကစစ်ကောင်စီကလည်းလေကြောင်းအုံပြုပစ်ခတ်တိုက်ခိုက်မှုများပြည်လုံးနေလျက်ရှိပါတယ်ခင်ဗျာ။ဆက်လက်၍ ရေပြူမြို့နယ်စင်ဆွေကြီးရွာမှလှည့်ကင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးမှုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။တနင်္သာရီတိုင်းရေပြူမြို့နယ်မင်းသားကြီးရွာအုပ်စုစင်ဆွေကြီးရွာအတွင်းမှလှည့်ကင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်းလောင်းလုံပယ်နီဆူလာဖို့စ် LPF မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ဇွန်လ2ရက်နေ့နနက်8နာရီခန့်အချိန်မှာရေပြူမြို့နယ်မင်းသားကြီးရွာအုပ်စုစင်ဆွေကြီးရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို တော်လိုင်းရဲတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်စဉ်မှာစင်စွေကြီးရွာအတွင်းမှလေကင်းထွက်လာတဲ့စစ်ကောင်စီတပ်သား30ခန်းနဲ့ထိတိုက်တိုးပြီးလက်အုံးမှုရယူကပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထို့သောတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား6ဦးထက်မနည်းတေဆုံးက73ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီးပြန်လည်ပြစ်ခတ်နိုင်ခြင်းမရှိဘဲကစင်ကလျက်ထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။အလားတူစင်စွေကြီးရွာအတွင်းမှရှိတဲ့စစ်ကောင်စီတပ်စခန်းကိုလည်း60မမလက်နက်ကြီးကြီးငါးလုံးနဲ့ဆက်လက်တိုက်ခိုက်ခဲ့ရမှာ။ စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအသေးစိတ်သိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။စက္ကဒေဆုံးထိခိုက်မှုကထပ်တိုးမှုကများတယ်။အတိအကျတော့မသိရသေးဘူး။စုံစမ်းနေတော့မှာလက်ရှိရွာထဲမှာလဲစက္ကတွေဆက်ရှိမရှိလဲသိရဖို့စုံစမ်းနေတယ်။အဆက်အသွယ်မရသေးဘူး။ဘယ်ကနေလာတက်ဆွဲတာလဲဆိုတော့မောရဝတီရေတက်ကဖြစ်ဖို့များတယ်လို့ Long Long Peninsula Force LPF မှာတာဝန်ရှိသူတအုပ်ကပြောကြပါတယ်။အဆိုပါစစ်စင်ရေးကိုဒေါနာစစ်ကြောင်း၃ ဒေါနာတက်ခွဲခွန် LPF ဒေါနာတက်ခွဲလေး KPDF ဒေါနာစစ်ကြောင်းနှစ် YGF MSRF NMSPED RMA နဲ့ NEN Entity Coach လေးလာရေးတက်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လရင်တက်ဖွဲ့ဝင်များအထူးကိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တင်းနှာရီတိုင်းအတွင်မှာစည်ရေးအခြေအနေမှာဆက်လက်တင်းမာနေစေဖြစ်ပြီးအခြေမရွေးတိုက်ပွဲများဖြစ်ပွားနိုင်တဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ရွာသူရွာသားများအနေနဲ့ကြေးရွာအတွင်းကိုမကြခဏဝင်ရောက်သွားလာခြင်းကိုတက်နိုင်သမျှရှောင်ကျဉ်ကြပါရန်မေတ္တာရက်ခံထားပါရခင်ဗျာဆက်လက်၍နေပြည်တော်အနည်းမှာယနေ့နဲ့နောက်ပိုင်းငလင်လှုပ်ခတ်မှုပြည်သူများတိတာစွာခံစားရပြီးနေအိမ်ပေါ်မှပြေးဆင်းရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနေပြည်တော်အနည်းမှာယနေ့နဲ့နောက်ပိုင်းငလင်လှုပ်ခတ်မှုပြည်သူများတိတာစွာခံစားရပြီးနေအိမ်ပေါ်မှပြေးဆင်းရကြောင်းနေပြည်တော်မှဝန်ထမ်းအတိုင်းအဝိုင်းကပြောဆိုကြပါတယ်ယနေ့နဲ့နောက်၈နာရီ၁၇မိနစ်အချိန်မှာ နေပြည်တော်ပြင်မနာနဲ့ပတ်ဝန်းကျင်ဒေသများမှာငလင်တိတာစွာလှုပ်ကပ်သွားကြောင်းနေအိမ်များရင်တိုးသွားပြီးငလင်လှုပ်ကပ်ချိန်မြေကြီးလှုပ်ရှားတဲ့ကျေလောင်သောအတံမှာကြားရကြောင်းနေပြည်တော်ရွှေချပင်ရက်ကွက်မှာနေထိုင်တဲ့ဝန်ထမ်းတဦးကဆိုပါတယ်။ပြင်းအားလေးလောက်တော့ရှိမယ်ထင်တယ်။တော်တော်တိတိတတလှုပ်တာလူတွေလည်းအကုန်ထွက်ပြေးလာကြတာကိုရင်မဟုတ်ဘူးကိုရက်ကွက်ထဲကလူတိုင်းပြေးထွက်လာရတာလှုပ်တဲ့အချိန်တော့တိုးတယ်ဒါပေမဲ့လှုပ်သွားတာကျန်တယ်လို့၎င်းကဆိုပါတယ်။မိုးလီဝတ်သားနဲ့ဇလပေရညွန်ချမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ လေဝေးမြို့ရဲ့အနောက်တောင်ဘက်၁၂မိုင်ခန့်အကွာအနက်၁၀ကီလိုမီတာမှာ Richter scale ၄အဆင့်ရှိငလင်လှုပ်ခတ်ကြောင်းသိရှိရပါတယ်။ဂျမန်နေဇွန်လ၄ရက်နေ့မြန်မာစံတော်ချိန်မွန်းလွယ်၁၂:၄၆မိနစ်အချိန်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးမြေအောက်အနက်၃ကီလိုမီတာကိုဗဟုပြု၍အင်အား Richter scale ၄.၅အဆင့်ရှိငလင်လှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။ တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါရခင်ဗျာလူထုဘက်ရက်တီချင်းတရင်အစစ်အမှန်ຫນွေဦးနေရန်